မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့လေ့လာကြရမယ့်ဗီဒီယိုကတော့ဝက်တထောင်အင်ဗာတာလေးကို hair dryer အသုံးဆွဲမိပြီးတော့ LED တွေ၃လုံးလောင်ကျွမ်းလာတဲ့အင်ဗာတာလေးကို ပြုပြင်တဲ့ဘူဒုတလေးအကြောင်းကိုလေ့လာကြရမှာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုမှာ LED ကို digital meter နဲ့တိုင်းတာတဲ့ 40ဝမ်ဝမ် IC သုံးပြီးထားတဲ့ Inverter ပတ်လမ်းမှာ 50Hz ကိုဘယ်လိုချိန်မလဲဆိုတဲ့နည်းတွေရဲ့တခြားဆောင်ရန်ရှောင်ရန်ဘ ഹു တုတ္တလေးတွေပါဝင်มาဖြစ်ပါတယ်ခင်ဗျာ Jesus Electronic Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ Inverter ပြန်တော့มาဖြစ်တဲ့အတွက်ကြောင့်မလို့ထုံးစံအတိုင်းပဲ drain ကိုအပေါင်းကိုပြီးတဲ့ကျိုးတွေကိုနက်တွေနဲ့တက်ဆင်ထားတာအဲ့ဒါလေးကိုအရင်ဆုံးဖြုတ်ပါမယ်ခင်ဗျာပြီးရင် FED ကိုအပူစုပ်ပြားမှာတက်ထားတဲ့နှက်တွေကိုဖြုတ်ပါမယ်ခင်ဗျာအဖီဒီကိုဟီးစင်းမှာကတ်ထားတဲ့နက်တွေကိုဖြုတ်ပြီးလို့ရှိရင်အဲ့ဒီအဖီဒီကိုဟီးစင်းနဲ့ခွာပြီးလိုက်ပါမယ်ခင်ဗျာခဲစော်ပြီးတော့ဖြုတ်တဲ့အခါကျတော့ရှိရင်အပူအကြာကြီးပေးစရာမလိုအောင်လို့ပါခင်ဗျာကျွန်တော်ရဲ့ထုံးစံအတိုင်းပဲခဲကြီးဖြုတ်မဲ့ FPD ရဲ့ခဲကြီးချက်နေရာလေးတွေကိုထင်းရှုစီလေးတွေလိုက်တို့ပေးထားလိုက်ပါမယ်ခင်ဗျာပြီးရနောက်မှာတော့ခဲကြီးခန်းနဲ့အပူချိန်ညှင်ထားပြီးတော့ FPD လေးတွေကိုဖြုတ်ပစ်ပါမယ်ခင်ဗျာ ဒီ FVD လေးတွေကတော့ inverter တွေကနေဖြုတ်လိုက်တဲ့ FVD လေးတွေပဲဖြစ်ပါတယ်အသုံးပြုထားတဲ့နံပါတ်ကတော့ NF75 ဆိုတဲ့နံပါတ်ကိုအသုံးပြုထားတာဖြစ်ပါတယ်ဒီဘက်တစ်ချမ်းကတော့လုံးဝလောင်ကျွမ်းနေပါပြီဒီဘက်တစ်ချမ်းကတော့ပုံမပြတ်သေးပါဘူးဒါပေမဲ့မီတာလေးနဲ့တိုင်းတာစစ်စစ်ကြည့်ပါဦးမယ်ခင်ဗျာအရင်တစ်ခေါက်ကဗီဒီယိုတွေမှာ LVD တွေကို analog meter နဲ့တိုင်းပြထားပါတယ်အခုတစ်ခေါက်မှာတော့ကျွန်တော်က digital meter နဲ့တိုင်းတာနီးလေးကိုဘူးသူဒါအမျှဝေပါမယ်ခင်ဗျာ LVD ကို digital meter နဲ့တိုင်းတာတော့မယ်ဆိုလို့ရှိရင် meter ရဲ့ scale ကိုဒိုင်းအုပ်တိုင်းရဲ့ scale မှာရွှေ့ထားလိုက်ပါမယ်ခင်ဗျာဒီ LVD သုံးလုံးကတော့တိုင်းကြည့်စရာမလိုတော့ပါဘူးเนาะ ီ၃လုံးကိုလိုက်တာကြည့်ပါမယ်ခင်ဗျာ FVD တွေမှာငုတ်လေးတွေ၃ငုတ်ပါပါတယ် gate ရယ် drain ရယ် source ရယ်ပါ FVD ကို digital meter နဲ့တိုင်းတာတော့မယ်ဆိုလို့ရှိရင် analog meter တွေနဲ့တိုင်းတာနည်းနဲ့မတူပါဘူးခင်ဗျာ FVD ရယ် source ကို analog လေးနဲ့ထောက်ပါမယ် FVD ရယ် gate ကိုအနီလက်တန်နဲ့ခဏတို့ပြီးတော့အဲ့ဒီအနီလက်တန်လေးကို drain ဘက်ကိုကြောင်းတန်းလိုက်တဲ့အခါမှာ digital meter မှာ0.035ဆိုပြီးတော့ခဏတစ်ခုပြလာပါပြီအဲ့ဒီအနေထားမှာကျွန်တော်တို့ကလွတ်နေတဲ့လက်ကလေးနဲ့ဂိတ်ငုတ်ကိုလှမ်းတို့လိုက်မယ်ဆိုလို့ရှိရင်ခဏအပြောင်းလဲလေးဖြစ်သွားပြီးတော့ COL ဆိုတဲ့နံပါတ်တိပြောင်းသွားပါမယ်เนาะအဲ့ဒါဆိုရင်ဂိတ်ကပိတ်သွားပါပြီခင်ဗျာဒါဆိုလို့ရှိရင် gate drain source ခိတ်ပွင့်မပွင့်အတိုင်းသာစစ်ဆေးတာဖြစ်ပါတယ်ဒီချာလေးမှတ်မိအောင်နောက်တစ်ချိန်ထပ်တိုင်းကြပါမယ်ခင်ဗျာ FD ရဲ့ source mode မှာ analytics နဲ့ဖြီးပြီးတော့ထိထားလိုက်ပါမယ် FD ရဲ့ gain mode ကို meter လက်တန်အနီလေးနဲ့တို့လိုက်ပါမယ်ပြီးရင် FD ရဲ့ gain mode မှာတို့ထားတဲ့ meter လက်တန်အနီလေးကို FD ရဲ့ drain mode ဘက်ကိုပြောင်းပြီးတော့ကန်လိုက်ပါမယ် အဲ့ဒီခါမှာမီတာမှာ0.039လို့ခဏန်းတစ်ခုပေါ်လာပါပြီအဲ့ဒါဆိုလို့ရှိရင် FDA gate ပွင့်သွားပါပြီပွင့်သွားတဲ့ FDA gate ကိုပိတ်ဖို့အတွက် မိတ်ဆွေတို့ရဲ့လွတ်နေတဲ့လက်ကလေးတစ်ခုနဲ့ FDA gate ကိုနှမ်းတို့ပြလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ခဏန်းအပြောင်းလဲလေးဖြစ်သွားပြီးတော့နောက်ဆုံးမှာ 0L ဆိုတာနဲ့အဆုံးသတ်သွားပါလိမ့်မယ်အဲ့ဒါဆိုရင် FDA gate ကပြန်ပိတ်သွားပါပြီခင်ဗျာ drain နဲ့ source မှာထိထားတဲ့မီတာတန်လေးတွေကိုလွတ်ပြီးတော့ ငိုတိုင်းမဲ့ drain နဲ့ source ကိုမီတာတန်လေးလေးနဲ့ပြန်ထိလိုက်တဲ့အခါမှာမီတာမှာဘာကဏ္ဍမှမပြရပါဘူးเนาะ FD ရဲ့အတွင်းမှာပါတဲ့ diode ကိုတိုင်းတာပါအောင်မယ် scale အနေနဲ့ကတော့ diode တိုင်းနဲ့ scale မှာထားထားပြီးသားပါခင်ဗျာ digital meter တွေမှာတော့မီတာလက်တန်အနက်မှာအနှုတ်ဖို့ထွက်ပါတယ်မီတာလက်တန်အနီမှာအပေါင်းဖို့ထွက်ပါတယ်ခင်ဗျာအဲဒါကြောင့်မလို့ကျွန်တော်တို့က FD ရဲ့အတွင်းနဲ့ diode ကိုတိုင်းတော့မယ်ဆိုလို့ရှိရင် forward အနေနဲ့တိုင်းလိုက်တဲ့အခါမှာမီတာလက်တံအနီကို FVD ရဲ့ source မှာ ထိထားပါမယ်မီတာလက်တံအနက်ကို FVD ရဲ့ drain မှာထိထားလိုက်ပါမယ်အဲ့ဒီခါမှာ0.502ဆိုပြီးတော့မီတာမှာပေါ်လာပါတယ်အဲ့ဒါဆိုရင်ဒါကအတွင်းထဲကဒိုင်အုပ်ရဲ့ forward virus စီးစင်းနေရဆိုတော့သဘောကိုပြရပါခင်ဗျာ တကယ်လို့မိတ်ဆွေတို့အနေနဲ့တိုင်းတာဆီဆီကြီးလိုက်လို့ခဏန်းကအပြောင်းလဲမဖြစ်ဘူးဆိုလို့ရှိရင်အတွင်ထဲမှာပါတဲ့ဒိုင်အုပ်ကပွင့်ပြနေတာဖြစ်ပါတယ်နော်အတွင်ထဲကဒိုင်အုပ်ကိုတိုင်းတာဆီဆီကြီးလိုက်တဲ့အခါမှာ0.003 002စသဖြင့်0.00လို့ပေါ်နေတယ်ဆိုလို့ရှိရင်နော်မိတ်ဆွေတို့ရဲ့ FVD ရဲ့အတွင်ပိုင်းကဒိုင်အုပ်က short ဖြစ်နေခြင်းဖြစ်ပါတယ်နော်နောက်တစ်ခါတိုင်းတာဆီဆီကြီးလိုက်လို့ 0.503ထက်များနေရဆိုလို့ရှိရင်လည်းမိတ်ဆွေတို့တိုင်းတာတဲ့ဒိုင်အုပ်ကအတွင်ပိုင်းမှာပွင့်ပြက်နေတာဖြစ်ပါတယ်နော်အခု FDD ကိုတိုင်းတာစစ်စစ်ချက်အရာဒီဘက်က3လုံးက ကောင်းပါတယ်ဒီဘက်တစ်ချမ်းက3လုံးကတော့လုံးဝကို လောင်ကျွမ်းနေပါပြီခင်ဗျာဒီအနေထားမှာကျွန်တော်တို့ဘယ်လိုစားပြစ်လုပ်မလဲဆိုလို့ရှိရင်သူ့နံပါတ်အတိုင်းပဲလဲမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ FDD 3လုံးပဲလဲဖို့လိုပါတယ်ခင်ဗျာ ကျွန်တော်မှာတော့သူ့နံပါတ်အတိုင်းဝယ်ပြီးသားမရှိပါဘူးကျွန်တော်မှာဝယ်ထားတာကတော့3205ဒီပဲအတုံးများတဲ့အတွက်3205ပဲဝယ်ပြီးသားရှိပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ကကုမ္ပဏီ2 brand 2စီခြင်းတဲ့အတွက်ကြောင့်မို့လို့6လုံးလုံးလဲပြည့်မှာဖြစ်ပါတယ်ခင်ဗျာ ်မိစေတို့အနေနဲ့ဝယ်ပြီးသားလည်းမရှိဘူးအခုမှတစ်ခါတည်းဝယ်ရမယ်ဆိုလို့ရှိရင်တော့သူ့မှာပါတဲ့နံပါတ်အတိုင်းပဲဝယ်သုံးမယ်ဆိုလို့ရှိရင်တော့သုံးလုံးပဲဝယ်ဖို့လိုပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ကတော့ brand 2 number 2 6လုံးလဲပြန်มาဖြစ်ပါတယ်ခင်ဗျာ ျွန်တော်ရဲ့လူရိုးလို့စင်အတိုင်းပဲအင်ဗာတာတွေကိုပြင်တော့မယ်ဆိုလို့ရှိရင် FDD ကိုအစ်တလဲလဲမှုမပြုမီ FDD ရဲ့ခိတ်တွေကိုပေးဖို့ရဲ signal oscillator လေးတွေညီမညီတိုင်းတာဆီဆီမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လေ့လာကြည့်ရှုပေးကြပါအောင်နော်အင်ဗာတာအထွတ် oscillator signal တွေကိုတိုင်းတာဆက်ဆဲမှုမပြုခင် FET တက်စင်အသုံးပြုထားတဲ့ circuit မှာလောင်ကျွမ်းသွားပြီးတော့မဲနေတဲ့ကိစ္စလေးတွေကိုအရင်ဆုံး service လုပ်ပါအောင်မယ်ခင်ဗျာ အော်စီလီတာကက်ကနေလာတဲ့အော်စီလီတာစစ်ကနယ်ကြိုးလေးတွေကိုခဏဖြုတ်ထားလိုက်ပါမယ်ခင်ဗျာတင်းရှူးစီတုတ်ပြီးတော့ဖြုတ်တာမဟုတ်တော့နည်းနည်းခက်တယ်နော် FVD လောင်ကျွမ်းမှုကြောင့်စကက်မှာမဲသွားတဲ့နေရာလေးတွေက resistor လေးတွေကိုဖြုတ်ပြီးတော့မီတာလေးနဲ့တိုင်းတာစစ်စစ်ကြည့်ပါမယ်ခင်ဗျာ ဒီ oscillator drawer resistor လေးကညိုနဲ့ညိုဆိုတော့တရားအောင်ပေါ့ခင်ဗျာဒီငုတ်လေးနှစ်ခုမှာရက်စယူစီးမှုရှိမရှိကို မီတာနဲ့တိုင်းပါမယ်ရက်စယူစီးမှုရှိမရှိကိုတိုင်းပါဖြစ်တဲ့အတွက်ကြောင့်မလို့ analog meter မှာ အမြောက် tan k ကိုရွှေ့ထားတာဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်0 adjust တိမ်ပါမယ်မီတာတိုင်းနဲ့ဆိုလို့ရှိရင် zero adjust ကိုချိန်ပြီးပါပြီပြီးရင်ခုနကလောင်ကျွမ်းပြီးတော့မဲနေတဲ့နေရာလေးနှစ်ခုကိုကျွန်တော်ဂျိုစီးမှုရှိမရှိကာဗွန်နေဖြစ်သွားပြီးတော့လေလျှက်ကူးမှုရှိမရှိပေါ့တိုင်းကြည့်ပါမယ်ခင်ဗျာလျှက်ကူးမှုကတော့မရှိပါဘူးเนาะ oscillator signal ကလာတဲ့ဆက်ကက်ပိုင်းကိုတိုင်းကြည့်တဲ့အခါကျတော့အုံတန်ဘိုးကပြတာ high အုံကြီးဖြစ်နေပါတယ်เนาะ oscillator signal ကို drawer ဖြစ်အောင် gate ပိတ်အောင် FPD ရဲ့ gate ကိုပိတ်သွားအောင်လုပ်ပေးတဲ့ resistor tank key ကိုအသုံးပြုထားပါတယ်ဒါပေမဲ့အခုကျွန်တော်ဒိုင်းတာစစ်စစ်ကြည့်လိုက်တဲ့အခါမှာတော့1 mat on လောက်မှာပြနေပါတယ် high on ဖြစ်နေပါတယ်เนาะဒီဘက်မှာဆိုလို့ရှိရင်ဒါ tank key ပါเนาะကျွန်တော် selector ကိုခဏောက် tank key မှာထားလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြထားတဲ့ scale က1ဆိုတော့ tank key ဖြစ်ပါတယ်ခင်ဗျာဒီဘက်မှာတော့လုံးဝမပြတော့ဘဲနဲ့ high on ဖြစ်နေပါတယ်เนาะအဲ့ဒီတော့ကျွန်တော်တို့ဒီဘက်က

ကြလာ1မှာကြာနေမှာဆိုတော့မိတ်ဆွေတို့ဒီခါလေးစနစ်တကျမြင်ရအောင်ကျွန်တော်က 1k ဘက်ကိုပြောင်းလိုက်ပါတယ်ပြီးရင်0 adjust ပြန်ချိန်ပါမယ်0 adjust ချိန်ပြီးပြီဆိုရင်ကျုပ်ထားတဲ့ 10k resistor လေးကိုတန်းကြည့်ပါမယ်ကျုပ်ထားတဲ့ resistor လေးကိုတန်းကြည့်လိုက်တဲ့အခါမှာတော့ infinity on လို့ခေါ်ပါဘောနော်လုံးဝမပြတော့ပါဘူးနော် ဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ resistor လေးကိုအစားတို့လဲလဲပေးဖို့လိုအပ်ပါတယ်ခင်ဗျာတစ်ဖက်သေးဟိုပဲမလဲပဲနဲ့နှစ်ဖက်စလုံးကိုအစ်စ်လဲပြလိုက်ရင်ပို့ပြီးတော့စိတ်ချရပါတယ်ဒီဘက်တစ်ချမ်းမှာတက်ဆင်ထားတဲ့ oscillator signal ကို ground နဲ့ဆက်သွယ်ပေးထားတဲ့ gate ကို off ဖြစ်အောင်လုပ်ပေးတဲ့ resistor လေး tank key ကိုဒီဘက်ကအချမ်းမှာလဲဖြုတ်လိုက်ပါမယ်တိုင်းကြည့်ပါမယ်တန်းကြည့်လိုက်တဲ့အခါမှာတော့ tank key မှာပြနေပါတယ်ဒီဘက်က resistor လေးကတော့ကောင်းပါတယ် မီတာညွန်တန်လေးက30မှာပြပါတယ်ဆလက်တာက 1K မှာထားလာတာဖြစ်တဲ့ကြောင့်မလို့တန်း K resistor ဖြစ်ပါတယ်ခင်ဗျာ FD လောင်ကျွမ်းသွားပြီးတော့ circuit ပြမဲသွားတဲ့ဘက်မှာတက်စင်အသုံးပြုထားတဲ့ resistor 10K ကတော့လုံးဝမပြတော့ပါဘူးခင်ဗျာဒါပေမဲ့ကျွန်တော်တို့ကတော့ resistor နှစ်ချောင်းလုံးကိုအစ်စ်လဲပြမှာဖြစ်ပါတယ်ခင်ဗျာဒါလေးတွေကတော့ကျွန်တော်အစ်စ်လဲလဲမဲ့ resistor 10K resistor လေးတွေဖြစ်ပါတယ်ခင်ဗျာသူ့ကိုလည်း စကက်မှာတဆင်သုံးမပြုခင်မီတာလေးနဲ့တိုင်းကြည့်ပါမယ်တန်းခေမှာပြပါရယ်နော်တဆယ်မှာပြပါရယ်နော်တဆယ်မှာပြတယ်ထားထားတဲ့ဆလက်တာက 1K ဆိုတော့တန်းခေပါခင်ဗျနောက်တစ်လုံးကိုတိုင်းကြည့်ပါဦးမယ်နောက်တစ်လုံးကလည်းမီတာညွန်နန်ကတဆယ်မှာပြပါရယ်အဲ့ဒီတော့ဒီရစစ်တာလေးတန်းခေပါပဲခင်ဗျဒါလေးကတော့ခုနကလောင်ကျွမ်းသွားတဲ့ ဘက်ကအဖြစ်ဒီယူရဲ့ signal ပေးတဲ့ oscillator signal ပေးတဲ့ oscillator dropper resistor လေးဖြစ်ပါတယ်သူကတော့ညိုနဲ့ညိုတရားအောင်ကိုအသုံးပြုထားတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ selector ကိုကျွန်တော်ကအမြောက်30စကေးမှာထားလိုက်ပါတယ်ဖြတ်တန်းကြီးလိုက်တဲ့အခါမှာအမြောက်10ဆိုတော့10မှာပြတဲ့အတွက်ကြောင့်မလို့တရားအောင်ပါနော် ီလိုလေးတွေကောက်ထားလိုက်ခြင်းအပြင်အော်စလီတာစီဂနယ်ဂျိုးခဲကီဆိုတဲ့အခါအဆင်ပြေပါတယ်ခင်ဗျာဒီဘက်ကအော်စလီတာစီဂနယ်တက်မဲ့ငုတ်လေးလည်းကောက်ထားပြလိုက်ပါမယ်နော်

ုဆိုလို့ရှိရင် FPD တက်ဆင်အသုံးပြုထားတဲ့ဘက်က resistor လေးတွေ error ဖြစ်နေတာလေးတွေကိုဖြည့်ရှင်းလုပ်ပြီးပါပြီခင်ဗျာ FPD တွေကို oscillator proper resistor တွေမှာတက်ဆင်ထားတဲ့ resistor လေးတွေကို oscillator ကတ်တာလာတဲ့ဂျိုးနဲ့ပြန်လည်ဆက်သွယ်ဖို့အတွက်ခဲခီဟီဆော်ထားလိုက်ပါမယ်ခင်ဗျာ အဲ့ဒီ oscillator dropper resistor လေးတွေကို oscillator ကက်ကလာတဲ့ဂျိုးလေးတွေပြန်လဲတက်ဆင်ပေးပါမယ်နော်အဖိလီကပ်ဖတ်မှာအသုံးပြုထားတဲ့လောင်ကျွမ်းသွားတဲ့ resistor လေးတွေကိုလဲလဲအသုံးပြုပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ oscillator ကပ်ဖတ်ကနေ oscillator signal ထွက်တာမှန်ကန်မှုရှိမရှိကိုတိုင်းလာစစ်ဆေးပါမယ်ခင်ဗျာဒါလေးတွေကတော့လဲလိုက်တဲ့ resistor လေးတွေပါခင်ဗျာ FD ကလာတဲ့ကျိုးကို oscillator ကပ်မှာခက်ဆော့ပြီးသွားတဲ့နောက်မှာ oscillator ညီမညီကိုဆက်လက်တိုင်းလာကြည့်ရပါမယ်မီတာအနက်တန်ကို FD ကပ်ကကလောင်းမှာထိထားလိုက်ပြီးတော့မီတာအနီးတန်ကို oscillator ကပ်ရဲ့ proof တွေမှာထောက်ကြည့်လိုက်ပါမယ်ဒီဘက်တစ်ဖက်ကိုတိုင်းကြည့်လိုက်တဲ့အခါ3.627ဒီဘက်ကိုတိုင်းကြည့်လိုက်တဲ့အခါ3.628ရပါတယ်နော်အဲ့ဒါဆိုညီပါတယ်နော် ဒီစကူ8လေးထဲမှာထည့်ထားတဲ့ FED လေးတွေကတော့ကျွန်တော်ဝယ်ထားပြီးသား FED လေးတွေ3205 number ကလေးတွေဖြစ်ပါတယ်ခင်ဗျာ10လုံးဝယ်ထားတာပါအဲ့ဒီထဲကနေကျွန်တော်6လုံးယူသုံးပါမယ် FED လေးတွေဂိတ်ပွင့်မပွင့်နဲ့ဂိတ်ညီမညီကတော့ကျွန်တော်စိုက်မှာကလေးကတခါလေတိုင်းတာစစ်သိခဲ့ပြီးသားဖြစ်ပါတယ်မိတ်ဆွေတို့ကိုဗီဒီယိုရှင်းနေပါဆိုလို့ဆက်ပြီးတော့မတိုင်းပြတော့ပါဘူးเนาะ FED ကတ်မှာထည့်ဖို့အတွက် FED လေးတွေရေငုပ်လေးတွေကိုယခုလိုမျိုးပြထားတဲ့အတိုင်းလေးတွေကောက်ထားလိုက်ပါမယ်

ကောက်ထားပြီးသားအတိဒီဂိတ်ရဲ့ငုံလေးနဲ့ကဲဆော်ပြီးလိုက်ပါမယ်ဗျပြီးရင်တခြား FED တွေကိုလည်းအပူစုပ်ပြားမှာနှက်ကလေးနဲ့ကြာကြာနာနာလေးတေချာချက်ချက်ကလေးနှက်ချက်ပေးပါမယ်ဗျာတက်ဆင်ပြီးတဲ့ FED တွေကိုခဲခဲဟေးလေးစနေတကြာခဲဆော်ပေးပါမယ်ခင်ဗျာ ဖိဒီတွေကိုခဲကီဆိုပြီးတဲ့အခါမှာတော့ဟီးစင်ပြားနဲ့အဖိဒီတက်ထားတဲ့ဆက်ကက်ပြားကိုဘော်ဒီမှာတေချာလေးစနစ်တကျပြန်ပြီးတော့နေရာချထားပါမယ်နော်ဒီခလုတ်လေးကတော့အင်မတာအနေအများချခြင်းအားအသွင်အနေအများခလုတ်လေးဖြစ်ပါတယ်အဲဒီခလုတ်လေးကိုလည်းကျွန်တော်တို့လဲပြရအောင်မှာဖြစ်ပါတယ်ခင်ဗျာခလုတ်မှာတက်ဆင်ပြီးမဲ့ဂျိုးတွေကိုထင်းရှူစီလေးနဲ့တုတ်ထားလိုက်ပါမယ်ပြီးရင်ခလုတ်မှာခဲကီလေးဆော်ပြီးလိုက်ပါမယ်ခင်ဗျာ လုတ်လေးလေးတက်ဆင်ပြီးသွားတဲ့အခါမှာတော့ FD ရဲ့ drain ငုတ်တွေကိုအပေါင်းပို့ပေးတဲ့ကျိုးတွေကိုအပူစုပ်ပြားမှာနှက်ကလေးနဲ့စနစ်တကျပြန်လည်တက်ဆင်ပေးပါမယ်။ပြီးရင် power supply ကိုဆက်နှပ်ဖို့မှာချိန်ထားလိုက်ပါမယ်ခင်ဗျာ။ inverter ကလုတ်ကိုဖွင့်လိုက်တဲ့အခါ ampere meter က2.19 ampere စာနေပါတယ်။မီချောင်းလေးရောပါပါတယ်။ free လို့မှာဘယ်လောက်စားသလဲဆိုတာကိုသိချင်တဲ့အတွက်ကြောင့်မလို့မီပလက်လေးကိုဖြုတ်လိုက်ပါမယ်။ဒီဘလက်လေးကိုဖြောလိုက်တဲ့အခါမှာတော့ ampere meter မှာ1.39 MBR အနေထားစားနေပါတယ်။အဲဒါဆိုရင်တော့ပုံမှန်ပါပဲเนาะ။ချိန်နှုန်းလေးကိုသိရဖို့ချိန်နှုန်းမီတာလေးနဲ့တိုက်ကြည့်ပါဦးမယ်ခင်ဗျာ။ Inverter output ရဲ့ချိန်နှုန်းကတော့51နေရာမှာရှိပါတယ်။ဒါဆိုရင်တော့အနေထားမှန်ပါတယ်ခင်ဗျာ။ဒါပေမဲ့ Inverter ရဲ့ချိန်နှုန်းကိုချိန်နီးလေးကိုမိတ်ဆွေတို့ကိုပို့သူရအမြဝေပါဦးမယ်ခင်ဗျာ။ Inverter ရဲ့ချိန်နှုန်းကိုချိန်ဖို့ဆိုလို့ရှိရင် 4011IC ဒီမှာဆွေးချင်းဆိုင်အောင်နဲ့နီးတဲ့နေရာက ့ oscillator balance chain နဲ့ဟာဖြစ်ပါတယ်အဲ့ဒါနဲ့ဝေးတဲ့နေရာမှာရှိတဲ့နောက်ထပ် preset လေးတစ်ခုကတော့ hash chain နဲ့ chain long chain နဲ့ preset လေးဖြစ်ပါတယ်အဲ့ preset လေးကိုဖြည်းဖြည်းချင်းလှည့် chain ကြည့်ပါမယ်50တက်များလာပါပြီကျွန်တော်ကတော့ AC နဲ့ chain long နီးပါးတူချင်တဲ့တော့ကြောင့်လို့51နားမှာပဲထားပြီးချိန်လိုက်ပါမယ်ခင်ဗျာ။တောင်ကျန်းသွားတဲ့ FD 3လုံးနဲ့တခြားဘက်ချမ်းက အဖြစ်ဒီ၃လုံးစုစုပေါင်း၆လုံးကိုလဲလဲပြီးသွားတဲ့အခါမှာတော့အင်ဗာတာကိုဘက်ထရီနဲ့ချိန်ပြီးဆန်းတက်ပါမယ်ဗျာဘက်ထရီနဲ့ချိန်လိုက်တဲ့အခါမှာဘက်ထရီမီတာမှာဆက်နေဖို့ပြနေပါပြီနော်အင်ဗာတာကလေးကိုဖွင့်လိုက်ပါမယ်20ဝက် LED မီဒီလေးနဲ့တွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မီဒီလေးလည်းလင်းလာပါပြီခင်ဗျာအင်ဗာတာကလေးကိုပြန်ပေးလိုက်ပါမယ်အားသွင်းတဲ့အပိုင်းကိုလည်းဆန်းတက်ကြည့်ဖို့လိုပါတယ်ခင်ဗျာ အားသွင်းတဲ့အပိုင်းကိုစမ်းသပ်ကြည့်ဖို့အတွက် inverter ရဲ့ mi black ကို AC black box ထဲမှာဆက်သွယ်ပြီးတော့စမ်းသပ်ကြည့်ပါမယ်ခင်ဗျာ inverter ရဲ့ mi black ဂျိုးကိုလျှက်စစ် AC black box မှာဆက်သွယ်လိုက်တဲ့အခါ inverter မှာအားသွင်း mi အချက်ပြလေးလည်းလင်းလာပါတယ်20 watt led mi လေးလည်းလင်းလာပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့မိပြတ်သွားတဲ့အခါမိမိတ်မသွားခြင်းဘူးဆိုလို့ရှိရင် inverter ခလုတ်လေးကိုဖွင့်ထားပြီးလို့ရပါတယ်ခင်ဗျာ မီးပြတ်သွားတဲ့အခါဒီ20ဝက်မီးသီးလေးကပြန်လင်းလာပါမယ်ခင်ဗျ။အော်တိုအင်ဗာတာအလုံးလုံးမလုပ်ကိုကျွန်တော်အင်ဗာတာရဲ့မီးပလက်ဂျိုးလေးကိုချုပ်ပြီးတော့စမ်းကြည့်ပါမယ်။မီးပလက်ဂျိုးကိုချုပ်လိုက်တဲ့အခါမှာတော့20ဝက်မီးသီးလေးကဖြတ်ကနေပြန်လင်းလာပါတယ်။အင်ဗာတာအင်ဒီကေတာမီးစိမ်းလေးလည်းလင်းလာပါတယ်။ဒါဆိုလို့ရှိရင်အင်ဗာတာပြည့်ပြည့်နဲ့အစီအစဉ်ပြီးဆုံးပါပြီခင်ဗျာ။အခုလိုဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုလေ့လာပေးကြတဲ့မိတ်ဆွေညီကိုမောင်နှမများအားလုံးဒုတိယချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။ နောက်ထပ်နောက်ထပ်လည်းပိုဆူတာကြမယ်ဗီဒီယိုလေးတွေကိုကြိုးစားပြီးတော့တင်ဆက်ပါအောင်မယ်ကျွန်တော်ရဲ့ဗီဒီယိုကနေမိတ်ဆွေတို့အတွက်ပိုဆူတာတစ်စုံတစ်ရာရရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ Basis Electronic Channel လေးကို Subscribe လုပ်ခဲ့ပေးကြပြီးတော့ဗီဒီယိုလေးကို Like and Share လေးလုပ်ခဲ့ပေးကြဖို့တောင်းဆိုပါရစေခင်ဗျာမိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများအားလုံးကိုစိတ်နှစ်ကြာကျမ်းမာချမ်းသာကြပါစေတဘာဝ BN ရဲ့အပေါင်းကနေလည်းကင်ဝေးကြပါစေနောက်ထပ်ဗီဒီယို တွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ